ဆိုတော့သူတို့ကသူတို့နေမြေအတွက်သူတို့နိုင်အောင်တိုက်နိုင်ပြီလို့ရှိရင်ဘာညှိနှိုင်းဆရာလို့လဲကိုယ်နေမြေကိုအုပ်ချုပ်မှရှိရပါဘူးအဲ့လိုရှိတယ်အဲ့တော့စူးစီးမှုမတီဆောက်နိုင်ရင်တော့ညှိနှိုင်းအောင်ဖိအားပေးခံရကောင်းခံရနိုင်တယ်အဲ့လိုဖိအားပေးလာခဲ့မယ်ဆိုရင်လည်းပဲအဆုံးထိတွားရေးမတွားရေးကကိုယ့်အပေါ်မှာပဲမူတည်ရဲ့ အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်မရဲ့ YouTube channel မှာတွေ့ဆုံလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာဆိုရင်နေ့စဉ်မျိုးတလုံးနဲ့တက်နေတဲ့အတိုင်းတစ်တိုင်းကောင်းတွေကိုတင်ဆက်ပေးနေတာပါကျွန်မရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပြီး like နဲ့ share ပေးနေတာမျိုးဒီခါနဲ့ရောနေ့တွေတောင်းဆိုချင်ပါတယ်ခင်ဗျာအဲ့တော့လက်ရှိနိုင်ငံရေးအခင်းကျင်းရာ နိုင်ငံတကာရဲ့မြန်မာပြည်အရေးကိုဝင်ရောက်ဆက်ဖက်မှုအနေနဲ့ ြီးကြီးကျယ်ကျယ်ကြီးဝင်လာစရာအကြောင်းမရှိသေးဘူးအတို့သတင်းတွေတက်တက်တော့ကြားရပေါ့တရုတ်ဘက်ကမြန်မာနိုင်ငံရေးဝင်ရောက်ဆွတ်ပစ်လာတဲ့အခါမှာ American CIA တွေကလည်းဒီဘက်ကိုနည်းနည်းဘောနော်ဟို Iron Sight လာတဲ့ဝင်ပါလာတဲ့ဘာညာဆိုပြီးတော့ကောလာလာပြီးတော့ကြားပါတယ်ဒါလည်းဖြစ်နိုင်ကြတော့လဲရှိပါတယ်တို့တော့လေပရောစီဝါအစင်ရောက်လာအောင်တော့ဖြစ်နိုင်ပါမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကဒီပေါ့နော်ဟိုဖြစ်လာခဲ့လို့ရှိရင်တော့ကျွန်တော်တို့ကအမေရိကန်ကမြန်မာနိုင်ငံအရေးကို တရုတ်နဲ့ counter balance လို့ကိုဝင်လာခဲ့မယ်ဆိုလို့ရှိရင်လည်းဖြစ်နိုင်ကြရနှစ်ခုပဲရှိရပါတစ်ခုကတော့ proxy ဆန်တဲ့เนาะဖက်လိုက်မှုတွေဖြစ်လာပြီးတော့ကြားညက်သွားပါရဲ့နောက်တစ်ခုကတော့ညင်ကျွန်တော်ကစူးစိမှုရှိညနိုင်လန်ချောင်းကို subton ထည့်ခံရမယ်ကိစ္စရှိပါတယ်ဒါကစီးလုံးညင်မှုကိုမတိဆောက်နိုင်ရင်တော့ဖြစ်ကောင်းဖြစ်မှာပေါ့သို့တော်လည်းပဲစိုးရိမ်စရာမရှိပါဘူးเนาะစိုးရိမ်စရာမရှိဘူး အဲ့ခါကျတော့ကျွန်တော်ဆိုလိုချင်တာကဒီတော်လန်ရေးကနော်ရှုံးသွားလောက်အောင်မဖြစ်နိုင်ရက်သွားလောက်အောင်မဖြစ်နိုင်နိုင်ကိုနိုင်ပါတကယ်တမ်းအများနဲ့တယောက်လုံနေတဲ့ကိစ္စမှာမင်းအွန်လိုင်းကနောက်ထပ်၃နှစ်ခံနေဖို့မလိုဘူးပြည်သူတွေကကြက်တဲသွားတဲ့တိုင်အောင်ဒီလက်ဆိုးဖို့လမ်းကြောင်းရှိဘူး เนาะအဲ့လိုဖြစ်တဲ့အတွက်ကြောင့်သူမှအခုလေရင်နေနေလာတဖြည်းနဲ့လေရင်နေနေလာလေရင်နေရဥပါတိုင်းဖြစ်ကုန်ပြီဟောအများကြီးပါပြဿနာတွေကအများကြီးပဲနောက်အဓိကပြဿနာကတော့သူတို့စီမှာအရာရှိအရာရှိခုနလိုဆုံရှုံမှုအများများပါအရာရှိဆုံရှုံမှုရကမှာတက်တက်အင်္ကာတွေပြတ်သွားတက်ကြအနေထားတွေပြတ်သွားအဲ့လိုတိုင်းတာရှိတယ်အဲ့ကြတော့အခုကျွန်တော်တို့စီရီသတင်းကောင်းတွေအများကြီးရှိတယ်အဲ့ဒါကခုတောင်ခမ်းမှာဖြစ်နေတဲ့ကိစ္စเนาะနောက်ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ကျွန်တော်ပန်ဝါတို့ เนาะဒီကမ္ဘာဒီလမ်းကြောင်းတစ်လျှောက်ကိုကချင်ပြည်နယ်ကဟိုထိနေတော့မယ်အဲ့တော့သူတို့အဲ့မှာရှိတဲ့ BGF ပေါ့เนาะစကွန်တရင်ရဲ့ BGF အဖွဲ့တွေကိုလည်းသူတို့တိုက်ထုတ်နိုင်တဲ့အတိုင်းတာရှိရဆိုကချင်ကကချင်ပြည်နယ်တစ်ခုလုံးမှာ စက္ကစားကင်းစင်ရေးဖြစ်လာဖို့အရန်နှီးသွားသလိုရခိုင်တပြည်လုံးမှာစက္ကစားကင်းစင်ရေးကိစ္စတွေကဖြစ်လာတော့မယ်ဆိုတာရှိလာတယ် ဲ့လိုရှိလာကြအောင်ဒီစီရေစီရေအရာအောင်မြင်မှုနဲ့တိုးတက်မှုတွေဟာအရန်ကိုအခြေအနေကောင်းလာတာကိုတွေ့ရတယ်။ဒီကြားထဲမှာလည်းပဲသခိုင်းတိုင်းမှာကျွန်တော်တို့ပေါ့နော်ဒီဒေတာက PDF တွေစူးစီးတိုက်ခိုက်လာတဲ့တိုက်ခိုက်မှုတွေကလည်းအဲစူးစီးမှုအင်အားတွေကတိုးတက်လာတဲ့အတိုင်းအတာတွေရှိတယ်။ရှိတဲ့အတွက်ကြောင့်ဒါတွေဟာစီရေနဲ့ပတ်သက်တဲ့တိုးတက်မှုတွေဖြစ်တယ်။ တို့တို့နိုင်ငံရေးနဲ့ပတ်သက်တဲ့တိုးတက်မှုကတော့ကျွန်တော်တို့အများကြီးအားနည်းနေသေးတယ်ဒါကတော့လက်ရှိဒေါ်လာရေးကိုဥဆောင်နေတဲ့အဖွဲ့အစည်းရဲ့အားနည်းခြင်းနဲ့ပဲဆိုင်တယ်ခုနကပြောတဲ့စူးစီးညှိမှုကိုမလုပ်တတ်တာလားမလုပ်ချင်လားဆိုတော့မေးခွန်းကိုအလုံးကိုဖြေကြရအောင်အဲ့ဒီ solution အဖြေကိုရှာရအောင်အဲ့တော့စိုးရိမ်ရလောက်တဲ့အခြေအနေလုံးဝမရှိဘူးဒီဒေါ်လာရေးကပြီးကျင်ခဏလေးပဲ တို့ကျွန်တော်တို့ပြောလို့ရတယ်နောက်တစ်ခုကလည်းတိုင်းသားတွေအနေနဲ့လည်းတိုင်းသားဒီလက်နက်ကင်တွေအနေနဲ့လည်းပဲဘလို့ပဲဖြစ်ဖြစ်ရွေ့နေတယ်နေပြည်စုမှုမှုတိုးတက်လာတိုးတက်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဘက်မှာပေါ့နော်ဒီရှမ်းကလွဲလို့ရှိရင်ဂျန်နဲ့အဲဂျန်နဲ့ပြည်နယ်တွေအကုန်လုံးကနော်လုံးဝအစကစားခင်းစင်နေပြည်ဖြစ်သွားဖို့အရင်နှီးသွားတယ်အဲ့လိုပဲဒီတိုင်းခုနှစ်တိုင်းနဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့ကသခိုင်းနဲ့ တနင်္သာရီပေါ့နော်စကိုင်းနဲ့တနင်္သာရီကဘယ်လိုပဲဖြစ်ဖြစ်စိုးမိုးနယ်မြေတွေတိတက်ပိုကျယ်လာပြီးတော့မှထိတ်ချုပ်နယ်မြေဖြစ်အမြန်ဆုံးပြောင်းသွားနိုင်မဲ့အတိုင်းတာတွေရှိတယ်။မကွေးတိုင်းတချံလဲရှိသေးတယ်နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်စီရေရတုတ်တက်မှုတွေဒီကျွန်တော်တို့ကရှိတယ်အားရလောက်တဲ့အတိုင်းတာအနေနဲ့ရှိတယ်။ရှေ့ဆက်ပြီးတော့စီအောင်မြင်မှုတွေကအချိန်အဟုန်တိတက်ပိုမြင့်သွားဖို့ရှိတယ်။အရင်တော့ကတလောက်ကိုတက်စကန် 30သိန်းနေလို့ရှိရင်နောက်ကြရင် Tascan 60သိန်းနေလာတဲ့အတိုင်းတာတိကိုဖြစ်လာလိမ့်မယ်เนาะအဲ့လိုဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့်เนาะဒီတက်ဒီဒေါ်လာရေးမှာနိုင်ငံတကာရဲ့เนาะအနေထားဒီအဆက်ခွဲဖို့ရှိရတရုတ်ကဒီထဲဝင်ရောက်ဆွတ်ဖို့လုံးဝအောင်မြင်မှာမဟုတ်ဘူးမဟုတ်လားအနာသိန်းတယ်လို့ပဲတရုတ်ရဲ့မြန်မာနိုင်ငံရဲ့ဝင်ရောက်ဆွတ်ဖို့ကလုံးဝအောင်မြင်မှာမဟုတ်ဘူးအဆက်ခွဲသူအဆက်ခွဲမှာဖြစ်တယ်လို့เนาะ ဒီကုဏ္ဏတော့အမေရိကန်တို့အာဆီယံတို့လည်းအဆက်ကွဲမှာဖြစ်တာ။ဘာကြောင့်လဲဆိုရင်မြန်မာနိုင်ငံရဲ့เนาะလူဒေါ်လာရဲ့ဒီကဘာမှာမပေါ်ဘူးသေးရဲ့ပုံစံတိုင်းဖြစ်လို့ဗမာလီကလည်းเนาะကဘာမှာအထူးခြားဆုံးလူတွေဖြစ်တယ်။နော်။ဘယ်နေမှာထူးခြားဆိုကတန်းကရန်လုပ်တဲ့နေရာမှာထူးခြားတာ။နော်။ဒါလည်းအဲ့ကြတော့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဗမာလီမန်းကိုခက်တယ်။နော်။ ဲ့လိုမျိုးရှိရနော်ဘောင်းဆိုတော့ဓမ္မရီကကြောက်ယူနေနော်အမေကခက်တယ်အဲ့တော့နိုင်ငံတကာက theory ကဘာမှကြီးမှလုံးဝမမှန်နော်အဲ့လိုရှိပါတယ်အဲ့ခါကျတော့ဒေါ်လာရဲ့ပတ်သက်ပြီးပြောချင်တာကဒီဒေါ်လာရနိုင်ငံတွေမှာဖြစ်တယ်ကြာမယ်လို့လည်းဘယ်သူမှမပြောနိုင်ဘူးနော်တော်လိုင်းပြီးဖို့ဒီပြောမှဆိုတော့အများကြီးကိုနှိစက်နေဖြစ်တယ်နိုင်ငံရေးကအားနည်းနေလို့ရတယ်ကျွန်တော်တို့ကကြားနေတာဖြစ်တယ် ိုင်ငံရေးရတာစူးစိညူကိုတိဆောက်နိုင်လို့ဆိုလို့ရှိရင်ဒီဒေါ်လာကြီးကလပိုင်းအတွင်း2လ3လ5လအတွင်းပြီးသွားလို့ရတဲ့ဒေါ်လာကြီးပဲဒီလိုဖြစ်လို့ကအခုမှမဟုတ်ပြီးခဲ့တဲ့နှစ်ကလေးကဒီလိုတိုက်တာရှိတယ်နော်အဲ့တော့ကျွန်တော်လည်းအများကြီးဖောက်မထုတ်ခြင်းနော်အဲ့တော့တကယ်တော့ဗျာဟိုဘယ်လိုပြောရအောင်ဆိုရှင်ဒီ NUG ရဲ့အဖွဲ့အစည်းမှာလည်းပဲเนาะဟိုဒီထဲကိုပါလာတာကတော့ငါတို့အခွင့်အရေးအတွက် เนาะငါတို့အခွင့်အရေးအတွက်ယူခြင်းလို့ဆိုပြီးတော့အမျိုးကြီးရလူတွေကအခွင့်အရေးကိုမျောပြီးဒေါ်လာကြီးလည်းပါလာတာမဟုတ်ပါဘူးသူတို့လည်းပဲဒါဒီဒေါ်လာကြီးအတွက်ကိုလာဒီဒီတာဝန်တစ်ခုအနေနဲ့ယူပြီးတော့မှเนาะအောင်မြင်ကြိုးစားဖို့လုပ်တာနမတိတ်ကမလုပ်တတ်တာနမတိတ်ကလုံရင်ကန်ရင်နဲ့စားမိတော့မိသွားတာလူတချို့ပေါ့အကုန်လုံးမဟုတ်ပါဘူးအဲ့တော့မူဝါဒအမှားကပုံများတယ်လူတွေရဲ့အမှားကနေတယ် ဲ့လိုပဲထင်တယ်အဓိကမလုတ်တက်မဲ့ခိုင်တက်တဲ့ပြဿနာပဲလို့ကျွန်တော်ထင်တယ်ဒါလည်းဆရာကြီးလိုပြီးကျွန်တော်ပြောတာမဟုတ်ပါဘူးကျွန်တော်လည်းဘာမှမလုတ်တက်ပါဘူးเนาะအဲ့တော့နံပါတ်1ကတော့ဘူဝါဒအမှားဖြစ်တယ်နံပါတ်2ကတော့လူတွေရဲ့ခုနကပြောနော်အမှားဖြစ်တယ်နောက်နံပါတ်3ကဘာလဲဆိုတော့ဒါကို NUG နဲ့ NLD ကြားထဲမှာနှာစီးနေတဲ့ပြဿနာဖြစ်တယ်เนาะနှာစီးနေတဲ့ပြဿနာဖြစ်တယ်အဲ့ဒါကဘာလဲဆိုရင်ခုနကတော့ အားနေတာလေးမှားတာလေးဝမခံနဲ့ပြုတင်မှုမကြိုးစားပါနဲ့နှာစီးနေတဲ့အခါမှာအချိန်ကြီးလွန်ကုန်တာဖြစ်တယ်တကယ်တော့2022အစမ်းစားလောက်မှာပေါ့ဗျာကျွန်တော်လည်းအရင်တော့ energy lobby ပဲနော်နှုတ်ကြည့် lobby ပါကျွန်တော်တို့ကသို့တော့တစ်နှစ်ခွဲလောက်ကြာတဲ့အခါမှာကျွန်တော်တို့တိတ်ပြီး lobby မလုပ်ရဲတော့နော်ကိုယ့်လူကိုယ်တိတ်မယုံတော့မယုံတဲ့အခါမှာကျွန်တော်ဝေဖန်စပြုလာတဲ့အခါမှာကျွန်တော်တို့ကတပ်ပါတီဆိုပြီးဆွတ်ဆွတ်ခံရပါတယ်နော်အဲ့လိုဖြစ်တဲ့အခါကျတော့တို့ကပြုတ်ပြောင်းလဲမှုကိုမလုပ်ခဲ့ဘူးတင်းခံနေတဲ့အခါမှာဒီနေ့ကျတော့အချိန်ကြီးလွန်သွားလို့ဖြစ်တယ် အဲ့ဒါကြတော့သူကအမားလေးခုပေါ့နော်အဲလေးခုလေးခုဖြစ်တာပေါ့ဗျာနော်နံပါတ်1ကတော့ဘူပါတော့အမားမလုတ်တက်မကင်တက်ဖြစ်တယ်နံပါတ်2ကတော့စီကန်စီကန်လိုက်နာနိုင်မှုအမားနော်အဲ့ထဲတော့နည်းနည်းပါးပါးစားမိတော့မိတဲ့ပြဿနာမျိုးရှိနိုင်တယ်နံပါတ်3ကတော့အဲ့ဒီဥစ္စာကိုနော်ကာကွယ်ဖို့နော်နော်ဟိုဘောနော်ဟိုရှင်းလင်းဖို့မကြိုးစားဖြစ်တယ်နံပါတ်၄ကတော့ဒီတော်လန်ရေးကိုအဲ energy အပိုင်အနေနဲ့ကြိုးစားဟိုဥဥ energy ကိုဘိုးပြူပြီးကြိုးစားပြီးအကောင့်တွေပေါ်တာဖြစ်တယ်ဒီ၄ချက်ဒီ လက်ရှိ NUG ရဲ့အမှားပဲဖြစ်တယ်။နောက်တစ်ခုက NUCC ကိုသူတို့ကိုယ်တိုင်ဖွဲ့ပြီးသူတို့ကိုယ်တိုင်ဖျက်ပစ်တယ်လို့ဖြစ်တယ်။နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဒါကလည်းတိုင်းသားတွေနဲ့ပတ်သက်တဲ့စုစည်းညီမှုတည်ဆောက်ဖို့အတွက်အဖို့ထစ်တယ်ဖြစ်ကုန်တယ်။အချိန်အားဖြင့်အရန်ပေါ့နော်ဟိုအရင်ပဲအချိန်အားဖြင့်ကျွန်တော်ဆုံးရှုံးသွားတယ်ဒီလိုဖြစ်တယ်သို့တော်လည်းပဲအချိန်ရှိပါတယ်အချိန်မီရအခုကျွန်တော်တို့စူးစိညီမှုကိုတခြားတိဆောက်မယ်ဆိုလို့ရှိရင်တိဆောက်ခြင်းစိတ်ရှိဖို့ပဲလိုတယ် တိဆောက်လိုက်တာနဲ့အစူးစင်းကြီးမှုတိဆောက်လို့ရတာနဲ့တပြိုင်နက်တည်းဒေါ်လာကြီးကပြီးတော့မှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကဒါအလားအလာရှိတဲ့အဖွဲ့ကြီးအဖွဲ့ကြီးတွေပဲစူးစီးပြီးတော့လုပ်မယ်ဆိုတော့အခါကျတော့ဒဇင်ထောင်တို့ပြန်ဖြစ်အောင်မှာဗျာ။နော်အဲ့လိုလည်းမကောင်းဘူးအဲ့လိုလည်းမဖြစ်စေချင်ဘူး။နော်အဲ့ခါကျတော့ဖြစ်စေချင်တာကတော့ပြုပြင်ပြောင်းလဲရေးကိုသွားပါရဲတင်းတင်းလုပ်ပါနော်စူးစီးညီညွတ်မှုကိုလုပ်ပါလက်နဲ့ကြိုင်ဖွဲ့စည်းအကြီးအမားတွေခုနကတော့မောင်ဆောင်ခါလိုလိုဘုန်းကားလိုလိုတို့ဖိတ်ခေါ်ပါနော်ဖိတ်ခေါ်ပါ ်နော်နောက်တိုင်းသားကောင်းဆောင်နေလဲတေချာစနစ်တကျပွင့်လင်းမြင်သာတဲ့အနေထားတွေနဲ့ဆွေးနွေးပါနော်ဒါတွေကိုပြည်သူတွေသိအောင်လည်းချပြပါဒီလိုမျိုးတွေလိုမယ်လို့ထင်တယ်နော်ကျန်တဲ့ကိစ္စတွေကလည်းခုနကပေါ့ဗျာနည်းနည်းပါးပါးဟိုဟိုလုံလုံကျွတ်ကျွတ်စားတော့ထားရလူတွေအေးအေးယူပေးလိုက်ပေါ့နော်အေးအေးယူပေးလိုက်ပေါ့အဲ့လိုမျိုးတွေလှုပ်လိုက်ပြီဆိုရင်တော့ပြဿနာမရှိပါဘူးเนาะတော်လိုင်းရအမြန်ဆုံးပြီးတော့မှာလောလောဆယ်ဖြစ်နေတဲ့ပြဿနာဒီစီးလုံးညီညွတ်ပြဿနာပဲဖြစ်တယ် တိဝဲအเจ้าဝင်ဆွတ်အเจ้าဝင်ဆွတ်ဖက်မှုဒီစီလုံးညီမှုကိုအားနေလို့ဖြစ်ပြီးတော့အမေရိကန်ဘက်ကအကူအညီမပေးနိုင်ကြလဲစီလုံးညီမှုအားနေခြင်းပဲဖြစ်တယ်ဒီနှစ်ခုလုံးကိုဖြည့်ရှင်းမှုဒီစီလုံးညီမှုတိောက်ဖို့ပဲဖြစ်တယ်ဒါကိုတည့်ရနဲ့မလုပ်ဘူးဆိုရင်တော့မလုပ်တတ်တာလားမလုပ်ချင်တာလားဆိုတာရှိတယ်အဲ့တော့တော်လိုက်ရမြန်ပြီးရင်ဒီမိန်းကနှစ်ခုကိုဖြည့်ပါဟုတ်ပြီနော်အဲ့တော့လက်ရှိတော်လိုက်ရဥစားနေတဲ့ NUG ဒီစီလုံးညီညွတ်အောင်မလုပ်တတ်တာလားမလုပ်ချင်တာလား ဒီမေခွန်းဖြစ်အဲ့မေခွန်းမဖြစ်နိုင်တော့လည်းမြန်ပြီးမယ်နော်အဲ့တော့ဒီနေ့ကတော့ဘယ်လောက်ပဲဆရာကြီးလုပ်ပါတော့မယ်လောက်ပဲဖောင်းထုတ်ပါတော့မကိုမပြောလည်းကို့ဖောင်းထုတ်ရလို့ပြောခံရမှာပြီးရင်အာဒီကောင်ဘာမှမဟုတ်ဘဲနဲ့ဆရာကြီးလာလို့လည်းပြောခံရမှာအဲ့တော့အဲ့တော့ဆရာကြီးလုပ်တာလည်းမဟုတ်ဘူးဖောင်းထုတ်တာလည်းမဟုတ်ဘူးနော်ဝါသနာမှာတော့မနေနိုင်ဘူးသိလား ဝါသနာပါကြောင့်နိုင်ငံရေးရောက်တွေ့ရင်ပြောနေတာနိုင်ငံရေးရောက်လျှောက်ပြောပြောနေတာပြောလို့လာပြောတာလွမ်းလို့လာပြောတာကျွန်တော်တိလို့တက်လို့ပြောတာလို့မဟုတ်ဘူးเนาะကျွန်တော်ဘာမှမသိဘူးเนาะကျွန်တော်လည်းဘာမှလည်းမလုပ်ဘူးเนาะအဲ့တော့ကျွန်တော်လုပ်ခုတာအယောင်းဝယ်တော့လုပ်ခုတာအင်ဂျင်နီယာဖြစ်ကြတော့ကျွန်တော်စက်တွေပါဒီပြင်နာပြူတာဘာညာဒါတော့ပဲလုပ်လုပ်တတ်လုပ်ခုတာเนาะအဲ့ဒါပဲရှိတယ်အဲ့ခါကျတော့เนาะပြည်သူတွေအနေနဲ့ပြောချင်တာဒီတရုတ်ကိစ္စမစိုးရင်လည်းလုံးဝမကြောက်နဲ့ နော်မကြောက်နဲ့အဲ့တော့နိုင်ငံတကာကိုလည်းခင်ဗျားတို့အားလည်းမကိုနဲ့နော်ကြောက်လို့မကြောက်နဲ့မစိုးရိမ်နဲ့နော်မစိုးရိမ်နဲ့အဲ့တော့ဗမာပြည်ကအနေထားပြီးနိုင်ငံတကာရဲ့ standard နဲ့လုံးဝလုံးဝတိုက်လို့မရဗမာတွေကကတန်ခရမ်းနေနော်အဲ့လိုပဲမှတ်လိုက်တယ်ဗမာတွေကကတန်ခရမ်းနေဗမာတွေကကြောက်ယူတယ်လှုပ်ချင်တာရှောက်လို့တာနော်အဲ့လိုဖြစ်တယ်အဲ့ဒီအခါကျတော့အခုဖြစ်နေတဲ့ပြဿနာကြီးစီးလုံးညီညွတ်မှုပြဿနာစူးစီးမှုအားနည်းတဲ့ပြဿနာဆိုတာကိုဒီတော်လိုင်းမှာပါဝင်တဲ့လူတိုင်းအားလုံးသိတယ် ဒါကိုဘယ်လိုစူးစီးမလဲဘယ်သူကစူးစီးမလဲဆိုတဲ့ကိစ္စပဲရှိတယ်။နော်အဲ့တော့အလုံးကိုပြောချင်ပါလေတေချာရဒီတော်လေးရနိုင်ပါပါ။မင်းအွန်လိုင်းကမရှိတဲ့လမ်းကိုလျှောက်တာ။ဒါကြောင့်မသူလမ်းကြောင်းကအခုကိုပိတ်သွားပါ යි ။အဲ့တော့မင်းအွန်လိုင်းဒီရဲ့အဖွဲ့အစည်းဒီပျက်စီးပြိုကျဖို့အရန်နည်းနေဖြစ်လို့သူကအသေးသက်ထွက်မှာဖြစ်ပါတယ်။ဒါကိုကျွန်တော်ထပ်ပြောပါတယ်။သူကအသေးသက်ထွက်မှာဖြစ်တယ်။နော်အဲ့တော့သူတို့ကတော့ ပြက်ကိုပျက်စီးမှာပြူကိုပြူကြမှာအချိန်တခုပဲလိုတယ်ကိုယ့်ဘက်ကတော့နောက်ဆုတ်လို့မရဘူးကိုယ့်ဘက်ကနောက်ဆုတ်တာနဲ့ကျွန်တော်တို့အနာကပ်ကလုံးဝပျောက်သွားမှာဖြစ်တယ်နောက်ဆုတ်ဆုတ်တိုက်တယ်ကျွန်တော်တို့ကအတူတူပဲเนาะအဲ့လိုအတိုင်းတာမျိုးရှိတယ်အဲ့တော့ကျွန်တော်တို့ကတော့เนาะတိုက်တိုင်းပြီးလုံးကเนาะအကုန်လုံးကအဆုံးထိသွားမှာဖြစ်တယ်အဆုံးထိသွားကြမှာလဲရှင်တန်မှာဖြစ်တယ်ဒီလိုနေထားမှာတော်လန်ကြီးကရက်သွားဖို့မရှိဘူးအခုလဲမရက်ဘူးရှေ့ကိုတိုးနေတယ် ်နော်ရှေ့ကိုတိုးနေတယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဆူဆူရွားဖြစ်လာနိုင်တဲ့ဖြစ်နိုင်ခြေကရာဂိုင်နှုတ်အရင်နေပါတယ်နော်ရာဂိုင်နှုတ်အရင်နေတဲ့အကောင့်ဘက်ကိုသွားနေတာပို့ပြီးတော့များပါတယ်နော်အကောင့်ဘက်များအဲ့တော့အာတင်ထားနော်အာတင်ထားတလန်ကြီးကနော်အမှန်တော့အရင်ပြီးခြင်းတယ်လေအရင်ကိုပြီးခြင်းနေတလန်ကြီးကနော်နည်းနည်းလေးလိုနေတာနော်အဲ့လိုနေတာလေးကိုနော်ဟို မလုတ်မကင်တယ်လို့ဖြစ်နေတာเนาะအနာစင်းရဲ့နာပိတ်တယ်လို့ဖြစ်လာเนาะအဲ့တဘောတရားပါပဲအဲ့တော့เนาะကျွန်တော်ကတော့เนาะပြောချင်တာကတော့ဒီတော်လိုင်းရနိုင်ပါစိတ်တမကြနဲ့ကျွန်တော်နောက်ဆိုလို့မရဘူးအဆုံးထိသွားရမယ်တော်လိုင်းရပြီးကျင်လပိုင်းလေးတွင်ပြီးသွားလို့ရတယ်เนาะပြီးသွားလို့ရတယ်เนาะအဲ့တော့မအလာနဲ့စက္ကစစ်ကောင်စီကလည်းပြတ်တုံးမှာပြိုကျမှာဖြစ်တယ်မအလာဒီအသေးတော့ထွက်မှာဖြစ်တယ် ျွန်တော်တို့အမြန်ဆုံးလုပ်ရပါသည်စီလုံးညီညွတ်မှုရအောင်ဘယ်လိုလုပ်ကြရမလဲဆိုတဲ့ဥစ္စာဒီလေအဓိကကြားတယ်နော်အဲ့တော့အားလုံးကိုနှုတ်ဆက်ပါတယ်ကျမချမ်းသာကြပါစေနော်ကျမချမ်းသာအောင်နေကြပါကံစိတ်ဥတုအာဟာရမျှတအောင်နေကြပါနော်တကယ်တော့စုကပေးလို့မရဘူးကွာကိုယ့်အလုံးမရတာနော်အဲ့တော့ခင်ဗျားကျမ်းသာခြင်းဘာလုပ်ရမလဲကံစိတ်ဥတုအာဟာရမျှတအောင်နေနော်အဲ့ဒါကြတော့ အဟာရတော့မပြောလို့ဘူးယာတိရမယ်အကုန်လုံးအကုန်လုံးကအဟာရအလုံးချုပ်တင်နေကြတာနော်ကုန်စည်နှုန်းတွေကြီးအဲ့လိုမျိုးဖြစ်နေတာအဲ့တော့စိတ်ကိုပဲဒီကမကောင်းတာတွေမတွေးနဲ့မကောင်းတာတွေမပြောနဲ့စိတ်ကိုကြမ်းမအောင်နေနော်စိတ်ကမျှတာလေဆိုလို့ရှိရင်ရကျမ်းမာရေကိုမဖောက်နိုင်ဘူးဘူးမမလူမျိုးတွေအတွက်ကျမ်းမာရေဖောက်သွားနိုင်တဲ့အတိုင်းတာ ရုပ်ကြောင့်လည်းရှိတယ်တိုးတော့ရုပ်အပြင်နဲတယ်အနည်းဆုံးတော့ထမင်း ထမင်းငတ်တယ်ဆိုရင်တော့မှနည်းနည်းပေါ့ဗျာဘာမှပြတ်ဆွဆွဝါးကြီးတော့မဖြစ်သေးဘူးထမင်းမရှိရင်ပြောင်းစားလို့ရသေးတယ်အဲ့ခါကျတော့အဓိကစိတ်ပေါ့စိတ်ကိုတော့ကြမသွားဘူးလို့လေအဲ့တော့ကျွန်တော်ကအခုပြောတဲ့အပိစကားဒီအပေါ်ရန်အပိစကားမဟုတ်ပါဘူးတကယ်ရှိနေတဲ့အရှိတရားကိုပြောတာဖြစ်တယ်ဖြစ်နေတဲ့အတိုင်းအတာတွေဒီအစိုးဘက်ကသွားဖို့ရာခိုင်နှုန်းက20ရာခိုင်နှုန်းလောက်ပဲရှိတယ်အကောင့်ဘက်ကသွားဖို့80ရာနှုန်းရှိတယ်အဲ့ဒါစိတ်ကြမကြဘူးနော်မကောင်းတာတွေကို မတွေးနဲ့နော်ကောင်းတဲ့ဥစ္စာတွေကိုတွေးနော်တကယ်လည်းကောင်းတဲ့ဟာတွေဖြစ်လာမှာဖြစ်တယ်သိကြတော့နော်အဲ့လိုတိုင်တိုင်ရှိတယ်ဒေါ်လာကြီးကရက်မသွားဘူးရှေ့ကိုသွားနေတယ်နော်အဲ့ဒါပဲအဲ့ဒါကံစိတ်ဥတုအာဟာရမျှတအောင်နေကြပါကျမ်းမအောင်နေကြပါနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဟလာမကြခင်မှာဒေါ်လာကြီးကိုနော်အောင်တဲ့အထိအဆုံးထိသွားနိုင်မှာဖြစ်တယ်အဆုံးထိသွားရတယ်ကျွန်တော်တို့ကအောင်မြင်မှုတွေရမှာဖြစ်တယ်နော်အဲ့လောက်ပါပဲနော်